နေရစဉ်စွန့်ပစ်နေတဲ့အမိုက်တွေရှူဆိုင်နေတဲ့လေးပြီးတော့တဖြည်းဖြည်းပူလောင်လာတဲ့မြို့ပြားကြီးတွေအဲ့ဒီတုံ့ဟုကြားမှာဆက်ဆက်မှုတစ်ခုရှိတယ်ဆိုတာကိုတတိထားမိကြရလားအဲ့ဒါကမျက်စိနဲ့မမြင်နိုင်ပေမဲ့တော်တော်လေးကိုအန်နယ်ရကြီးတဲ့ဆက်သွယ်မှုတစ်ခုပါဆိုတော့ဒီနေ့မှာအဲ့ဒီဖုံးကွယ်နေတဲ့ချင်းချောက်မှုကိုအတူတူလေ့လာကြည့်အောင်ဒါမဲ့ဒီလိုလေးစဉ်းစားကြည့်အောင်တကယ်လို့များအန်ဒီရဲ့ကြီးဆုံးညံ့ညမ်းမှုဆိုတာမျက်စိနဲ့လုံးဝမမြင်နိုင်တဲ့အရာဖြစ်နေခဲ့ရောဘယ်လိုလုပ်မလဲ အင်းအဲ့ဒီမိခွန်းကပဲဒီနေ့ကျင်တော်ရဲ့လေးလာမှုကိုလမ်းပြသွားမှာပါ။အောက်ပေးအပိုင်းတက်ညဉ့်ညမ်းမှုတွေရဲ့ဖုံးကွယ်နေတဲ့ဆက်ဆက်မှုတွေအရင်ဆုံးညဉ့်ညမ်းမှုအပေါ်မှာထားတဲ့အမြင်ဟောင်းတွေကိုနည်းနည်းတော့စိန်ခေါ်ကြည့်ကြရအောင်။ညဉ့်ညမ်းမှုဆိုတာနဲ့ဘာကိုအရင်ဆုံးပြင်းမြင်လဲ။အမိုက်ပုံကြီးတစ်ခုလား။ဒါမှမဟုတ်ဆက်ယုံကမိခိုးခေါင်းတိုင်လား။ဟုတ်တယ်။အများစုကအဲ့လိုလိုပဲမြင်ကြတယ်။အဲ့ဒါကအမြင်ဟောင်းပါတကယ်လက်တွေ့ကပိုရှုပ်သေးတယ်အခုခေတ်မှာ ညဉ့်ညမ်းဆဲတဲ့အရာတွေကရာဇီဝတ္ထုခြေမီတွေနဲ့တက်ရိုက်သွားပြီးတက်ပြည်တယ်။အဲ့ဒီနေပေါင်းဆက်အန်တရဲ့အစ်တတွေဖြစ်လာတယ်။ဆိုတော့ဒီပြဿနာတွေကိုတခုချင်းစီတီးခြားခွဲကြည့်လို့မရတော့ဘူး။အားလုံးကတခုနဲ့တခုချက်ဆက်နေတဲ့စနစ်ကြီးတစ်ခုလိုဖြစ်နေပါပြီ။ကဲဒီစုံစားမှုရဲ့ပထမဆုံးတယ်လွန်စာကိုဖော်ထုတ်ကြည့်အောင်။အဲ့ဒါကတော့နေရာကမှတွေ့နေရတဲ့ plastic ပြဿနာပါပဲ။ဒီမှာအဓိကကြောက်ရတဲ့စကားလုံးတစ်ခုကိုတည်ထားဖို့လိုပါတယ်။အဲ့ဒါကတော့ microplastics ပါပဲ။ဆိုလိုတာက 5မီလီမီတာထက်တောင်သေးတဲ့ plastic အမုံလေးတွေပေါ့ဒါပေမဲ့အရေးကြီးတာကသူတို့ကဒီတိုင်းအမိုက်အစာနာလေးတွေမဟုတ်ဘူးသူတို့ကိုစိတ်အတောက်တွေတည်ထားတဲ့ယင်လေးတွေလို့မြင်ကြည့်လိုက်ပါသူတို့ကအန်ဒီယားရှိတဲ့ညဉ့်ညံ့ပစ္စည်းတွေကိုတနေရာကနေတနေရာကိုတည်ထားပေးနေတာဒီချက်ကတော့တပေါ်လေးကိုတုံလို့ဆံကောင်းတယ်အချိန်ကာလတစ်ခုအတွင်းမှာလူတွေဟာ credit card တိကျစားလောက်ရှိတဲ့ plastic ပမာဏကိုရှူသွင်းမိနေကြတယ်ဟုတ်ပါတယ် credit card တိကျစားပါ ဆိုတော့ဒီအမုံတွေကခဲနာကိုတဲကိုဘယ်လိုရောက်လာလဲလမ်းကြောင်းနှစ်ခုရှိတယ်တခုကတော့အစားတောင်းတဲ့ရေကနေတဆင့်မျိုးချမိတာပေါ့ဒါကအများဆုံးသိပြီသားဒါပေမဲ့အများဆုံးသတိမထားမိတဲ့ပိုပြီးတိုက်ရိုက်ကြတဲ့လမ်းကြောင်းတခုရှိသေးတယ်အဲ့ဒါကတော့ရှူရှက်မိတာပါအဝဲထည်တွေကနေထွက်လာတဲ့အမြန်လေးတွေကားတရာပိုတိုင်းမိုးကနေထွက်လာတဲ့အမုံတွေကလေးထဲမှာလွင့်နေပြီးကျွန်တော်တို့အဆုတ်တဲကိုတန်းဝင်သွားတာပိုပြီးစိတ်ဝင်စားစရာကောင်းတာကသိပ္ပံပညာရှင်တွေက အခုဆိုရင်ကမ္ဘာ့ရေတန်တရားလိုပဲပလတ်စတစ်တန်တရားဆိုတာတကူဖစ်တည်နေပြီလို့ပြောနေကြပြီဆိုလိုတာကရေဒီအငွေ့ပြန်တင်သစ်မိုးရွာသလိုပဲဒီမိုက်ခရိုပလတ်စတစ်တွေကလည်းလေနဲ့မိုးနဲ့အတူကမ္ဘာအကြီးအနှံ့ကိုခီးသွားနေကြပြီဆိုတဲ့သဘောပါပဲပလတ်စတစ်ပြီးတော့နောက်ထပ်နေရာတကာမှာရှိနေတဲ့အန္တရာယ်တခုကိုဆက်ကြည့်အောင်အဲ့ဒါကတော့ကျွန်တော်တို့စွန့်ပစ်လိုက်တဲ့နီးပညာပစ္စည်းတွေ electronic amide တွေထဲမှာပုံနေတဲ့အစိတ်အတော့ကလေးပါပဲဒါကဒုတိယတယ်လွန်စာပါ ဒီပြဿနာဘယ်လောက်ကြီးလဲဆိုတာကိုဒီကနန်းတစ်ချက်ကြီးုံနဲ့သိနိုင်ပါတယ်တစ်ဆော့16ခုနှစ်တနစ်ကျဲမှာပဲကဘာတဝုံးမှာ e-waste လို့ခေါ်တဲ့ electronic amide metric တန်ချိန်53.6တန်ထွက်ခဲ့တယ်တန်ချိန်53.6တန်နော်စဉ်းစားကြည့်လို့တောင်မရခဲ့ပမာဏပါလေယာဉ်ကြီးတွေထောင်ထဲချီတဲ့အလဲချိန်နဲ့ညီများတယ် electronic amide ရဲ့အဓိကပြဿနာကဒီမှာစတာပဲသူ့မှာရှုပ်ထွေးတဲ့အချက်နှစ်ခုရှိနေတယ် တဖက်မှာရွှေကျဲနီတို့လိုတံပိုးရှိတဲ့သတ္တူတွေပြန်ထုတ်လို့ရတယ်။ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့ခဲပြတာလူမျိုးပြီးတော့ PCB လို့ခေါ်တဲ့အလွန်အန္တရာယ်များတဲ့အစိတ်အတောက်တွေအများကြီးပါနေတယ်။အဲ့တော့ PCB ဆိုတာဘာတွေလဲ? Polychlorinated biphenyls ပေါ့။ဒါတွေကတကမာလုံးမှာတားမိထားတာကြားပြီ။ဒါပေမဲ့ပြဿနာကသူတို့ကလွယ်လွယ်နဲ့မပျက်စီးမပြုတ်ကွဲသွားဘူး။ပဝင်းကျင်မှာနှစ်ပေါင်းများစွာကျန်နေခဲ့တဲ့အမွေဆိုး ညဉ့်ညမ်းပစ္စည်းတွေပေါ့ electronic အမိုက်ခေါင်းတွေမှာတွေ့ရတတ်ပြီး hormone စနစ်ကိုအနောက်အရှက်ပေးနိုင်တယ်ကင်ဆာလည်းဖြစ်စေနိုင်တယ်ဟုတ်ပြီအခုဇလန်းရဲ့အလက်အပြောင်းကိုယုံလာပါပြီဒီနေရာမှာယာတိတို့ပြောင်းလဲမှုကဝင်လာပြီဓာတ်ကုပစ္စည်းတခုလို့အလုပ်လုပ်တော့တာပဲသူကရှိပြီးသားညဉ့်ညမ်းမှုတွေကိုအရှိန်မြင့်ပြီးပိုဆိုးသွားအောင်လုပ်လိုက်တယ် urban heat island effect မြို့ပြအပူကျွမ်းဖြစ်စဉ်ဆိုတာကိုကြားဖို့ကြမှာပါမြို့ပြတွေကပတ်ဝန်းကျင်ကျေးလက်ဒေတာတွေထက် တိတိတာတာကိုဖူပူနေတာကိုပြောတာပေါ့ဒါမဲ့အဲ့ဒီအပူချင်းကဒီတိုင်းပူတာတတ်တတ်မဟုတ်ဘူးတကယ်တော့အဲ့ဒီအပူကကျွန်တော်မျိုးကြီးတဲ့ကိုတာတူပစ္စည်းတွေချပ်ပြုတ်နေတဲ့မိဘိုးကြီးတွေလို့ဖြစ်သွားစေတယ်ဒီအထစ်ဆင့်ကိုရိုးရိုးလေးအဆင့်၃ဆင့်နဲ့ရှင်းပြလို့ရတယ်နံပါတ်၁မြို့ပြအပူကျွန်းအကျိုးသက်ရောက်မှုကြောင့်မြို့တွေကပို့ပို့ပူလာတယ်နံပါတ်၂ အဲ့ဒီအခါမှာအဆော့အုံတွေအမိုက်ပုံတွေထဲမှာပိတ်မိနေတဲ့ PCB ဆိုလို့တာတူ PC ဟောင်းတွေက အပူရန်ကြောင့်အငွေ့ပြန်လာတယ်။နောက်ဆုံးနံပါတ်3အဲ့ဒီခါနဲ့အဆက်အန္တရာယ်ရှိတဲ့ဒုတိယတန်းငွေထိုးလို့မှုအတိတ်တွေလေထိုးတွေကိုရောက်လာတော့တာပါပဲ။ဒါက theory တက်တက်မဟုတ်တော့ပါဘူး။တိပြန်လေလာမှုတွေက အတိအလင်အတီးပြူထားတာကမြို့ပြအပူချိန်မြင့်တက်လာတာနဲ့အမျှလေထိုးတွေကအစိတ်တင်းဓာတ်ပစ္စည်းတွေရဲ့ပမာဏကလည်းတပြိုင်နက်တည်းမြင့်တက်လာတယ်ဆိုတာပါပဲ။ ကဲအခုဆိုရင်တိုင်လွန်ဆက်ဒီအားလုံးကိုစုစည်းကြည့်ရမယ့်အချိန်ရောက်ပါပြီဒီပေါင်းဆက်အန်တီတွေကဘယ်နေရာမှာအများဆုံးစုနေတယ်လဲဘသူတွေကအဓိကခံနေရတယ်လဲအဲ့ဒါကို hotspot ဒါမှမဟုတ်အန်တီအစုရဲ့ဒီအကြောင်းပြောရင်လေ့လာကြည့်ကြရအောင်မြို့ပြအန်တီအစုရဲ့တက်ခုဖြစ်ဖို့ဘာတွေလို့မလဲစဉ်းစားကြည့်လေပြင်းထန်တဲ့အပူကြောင့်အကျိုးသက်ရောက်မှုရင်ကြောအရာများတာအဲ့ဒီကနေစူညံတန်ရော microplastics ရောထွက်လာတယ်ဆိုင်မှုလုံကန်ဒီ electronics အမိုက်ဆိုင်ုံတွေရှိမယ် အဲ့ဒီမှာဆူညံတန်းညဉ့်မိုးနဲ့ဓာတ်ထုညဉ့်မိုးတွေကတနေရာထဲမှာအထပ်နေတော့တာပဲဒီနေရာမှာအရေးကြီးဆုံးနဲ့နားလည်ထားရမယ့်အချက်ကဒါပါပဲဒီညဉ့်ညံ့မှုတွေအားလုံးတနေရာထဲမှာပေါင်းသွားတဲ့အခါကျန်းမာရေးပေါ်တက်ရောက်မှုကအခုချင်းစီရဲ့အန်တွေကို ပေါင်းထားတာထက်အစားပေါင်းများစွာပိုဆိုးသွားတယ်အဲ့ဒါကို synergistic effect လို့ခေါ်တယ်နောက်တစ်ခုကဒီ under ဆူရက်တွေက mutual မျိုးမှာကြုံတလို့ဖြစ်နေတာမဟုတ်ဘူးနေရာတိုင်းမှာညီတူမြတ်တူရှိမနေဘူး များသောအားဖြင့်ဝင်ခွေနဲတဲ့သူတွေအခွင့်အရေးနဲပါတဲ့အတိုင်းဝိုင်းတွေနေထိုင်တဲ့နေရာတွေမှာသွားပြီးစုနေတတ်တယ်။အဲ့ဒီတော့ဒါကပဝန်းကျင်ဆိုင်ရာတရားမျှတမှုအတွက်ပါအကြီးကြီးစဉ်းစားရမယ့်ပြဿနာဖြစ်လာတယ်။ကဲပြဿနာကိုတော့တိလောက်ပြီးဖြေရှင်းရေးတွေကဘာရှိမလဲ။ဒီနေရာမှာတော့ကျွန်တော်တို့ရဲ့လက်ရှိချင်းကပ်ပုံတွေကိုအခြေခံကြကြပြိုင်ပြီးစဉ်းစားဖို့လိုလာပါပြီ။လက်ရှိမှာကျွန်တော်တို့အာယုံဆိုင်နေတာကအမိုက်စီမံခန့်ခွဲမှု ဒါကအမိုက်ထွက်လာပြီးမှလိုက်ရှင်းတဲ့ပုံစံဒါပေမဲ့တကယ်တမ်းလိုအပ်နေတာကကုန်ကျန်းစီမံခန့်ခွဲမှုဆိုတဲ့အမြင်ကိုပြောင်းလဲဖို့ပါဆိုလိုတာက PC တွေကိုမထုတ်လုပ်ခင်အရင်အမြင့်မှာကတည်းကအစစ်တောက်တယ်မပါအောင်ဒီဇိုင်းပိုင်းမှာကတည်းကကြိုတင်ဖြည့်စင်တာမျိုးပါလက်တွေ့မှာဘလို့နိုင်လန့်တွေရှိမလဲဥပမာပြင်စင်သုံးဆွဲခွင့်လိုမျိုးအရင်မြင့် short ချာရေးမူဝါဒတွေအစိမ်းရောင်ဓာတုပဲလို့နှီးပညာတွေပေါ့ပြီးတော့မြို့ပြစီမံကိန်းတွေမှာတစ်ပင်တွေစိန်လိုက်နေရာတွေထက်တွင်းတိဆောက်တာ အရေးကြီးဆုံးကတော့ညဉ့်ဉန်းမှုတွေအတွက်ဥဖရေကတိတိကျကျတာဝန်ခံခိုင်းတဲ့စနစ်တွေရှိဖို့ပါပဲ။နောက်ဆုံးအနေနဲ့ဒီမဲခေါလေးတစ်ခုကိုအတူတူစဉ်းစားဖို့ခြံထားခဲ့ခြင်းပါတယ်။စေယုံတီယုံကအမိုက်ဆွတ်ပြင်းရင်ဥပဒေနဲ့အရေးယူလို့ရတယ်။ဒါပေမဲ့နေရတကာမှာပြန့်နှံ့နေပြီးမျက်စိနဲ့လည်းမမြင်ရတဲ့ညဉ့်ဉန်းမှုမျိုးကိုရောဘလို့ထိန်းချုပ်ကြမလဲ။ဘလို့စီးမြင်နေထုတ်ကြမလဲ။ဒါကပဲကျွန်တော်တို့အားလုံးရင်ဆိုင်နေရတဲ့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။